ီဆက်လက်တင်ဆက်ပေးခြင်းနဲ့ဆောင်းပါးတစ်ပုဒ်ကတော့ဆ ्याम မတ်တီရဲ့စံကြောင်းရေးသားတဲ့အကြံပေးသူများနဲ့ဝင်းနှကွင်းအဟာဆိုတဲ့ဆောင်းပါးတစ်ပုဒ်ပဲဖြစ်ပါတယ်စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းပြီးအရသားတွေကိုအာရမစူဆောင်းလာခဲ့တာဟာအတော်ကြာနေပါပြီကျမ်းပတ်စစ်ကောင်စီတက်ဟာရင်ငါလူတာမန်လူရုတွေလက်လန်းမမီယာနေရန်လေးဘက်ကဘာတဲမှာမဟုတ်တော့တာလဲ နွေဦးတော်လန်ကြီးစကရေကပါပဲအာနာသိမ့်ပြီးစမှာတက်မိသားစုတွေကိုတဝင်းနှဲကအပြင်ပေးမထွက်တယ်လို့အပြင်ရောက်နေတဲ့တက်မိသားစုတွေကိုလည်းတက်တွင်းပြန်ပေးမဝင်ခဲ့တာမျိုးရှိခဲ့ပါလေအကြောင်းကတော့တက်နဲ့ရက်သားထိစက်မှုမှာတက်အတွင်းကြီးတွေကိုရက်သားတွေတိသွားမှာစိုးရင်တယ်လို့သူ့တက်မိသားစုကိုလည်းရက်သားတွေလို့အာနာသိမ့်တာကိုစန့်ကျင်ပုံကန်ခြင်းလာမှာတနည်း စီရီယံလောက်ကြမှာကိုစိုးရင်ကြောင်းကြလို့ပါဒါပေမဲ့ຫນွေဦးမှာလက်နက်ကင်တော်လန်ကြီးပါဝင်လာတဲ့စီရီယံတပ်သားရေအတွက်များလာသလိုကြာဆုံးကြိုးကန်တပ်သားတွေလည်းအများကြီး ဖြစ်လာတဲ့အခါတခက်တခါကစစ်မှုမထမ်းမနေရဥပဒေကို ဖုံးခါပြီးအကောင့်ထယ်ပေါ်ခဲ့တာပါအဲ့ဒီမှာရင်တက်ရဲ့သူ့ဘာသာကာယံထားတဲ့ဒတိုင်းတွေဟာတစ်ဖက်ပြီးတစ်ဖက်ပြူကျလာလိုက်တာ နောက်တော့တောင်ကိုခွင်းမြေကိုထွင်းထားတဲ့ဝကျင်းတွေကအစစစ်တိုင်းဌာနချုပ်တွေရဲ့ရုံးငန်းတွေအထိလူလူကမြင်တွေ့ခွင့်ရလာခဲ့တာပါပဲကုလေအာဒမစူဆောင်းလာတဲ့ရက်သားတွေကိုအိယာခင်းကစလေပင်တိုင်ကျူပြီးစစ်တုံးစစ်ဆောင်တွေပေးကမ်းတာကိုဝါရဖြန့်ချီရေးထောက်ကူအဖြစ်ထုတ်ပြန်ဖြန့်ချီနေပါတယ်အဲ့ဒီမှာနိုင်ငံတကာကငြိမ်းချမ်းရေးအတွက်ရွေးကောက်ပွဲလုပ်မယ် ဘက်နဲ့ဘယ်လိုဘာလုပ်မယ်လို့ညာဖိနေတဲ့အချမ်းဖက်စစ်ကောင်စီတက်တော်ကြီးရဲ့ရီမန်းချက်အစ်စ်အမှန်ဟာဘောဘွားကြီးကိုပေါ်လာပါတော့တယ်မြို့သားကြီးကိုဥထိတ်ထားတဲ့သတင်းမီဒီယာဆိုတဲ့မြန်မာ National Post ရဲ့ပြည်သူစစ်မှုတန်းစန့်ခေါ်ရေးဆိုင်ရာ ကိစ္စရံများအပေါ်စုံစမ်းမေးမြန်းခြင်းနဲ့သတင်းပို့ခြင်းပြုလုပ်နိုင်သတင်းနဲ့အတူတက်လာတဲ့ဓာတ်ပုံတွေတွေ့ရတာပါ ရီမန်းချက်ကတော့ရန်သူအားတက်ရန်ဆိုပဲတကယ်တော့မလ24 26ကနေပြီးတော့မှငင်းညာကြီးဆွနေပွဲဆိုပြီးပြည်တွင်းကငင်းညာကြီးပွဲစားတွေအပါဝင်ပြည်ပကဖိတ်ကြားထားသူတွေပါတက်ရောက်ခဲ့ကြတာပါအဲ့ဒီပွဲကိုလောက်ရတဲ့ရည်ရွယ်ချက်ကပြည်တွင်းပြည်ပမှာအချမ်းဖတ်စစ်ကောင်စီအနေနဲ့ငင်းညာကြီးကိုလူလားကြောင်းအထင်ခံရဖို့တတ်တတ်တာမက သူ့ကိုမလူဆန်ရဲတဲ့ပြည်တွင်းနေနိုင်ငံရေးသမားတချို့နဲ့ဂျားပွဲစားတွေကိုနိုင်ငံရေးနီလန်းလေးမှာပါဝင်ခွင့်ရနေရင်စိတ်အရာပြည်နိုင်ကြပြီးအဲ့ဒီအကြီးအနူးအငုံစိတ်လေးတွင်နေပဲသူ့ကိုဆက်လက် မလွန်ဆန်နိုင်နေဖို့ရည်ရွယ်တာဖြစ်ပါတယ်အဲ့ဒီရည်ရွယ်ချက်ဟာလည်းအထမြောက်ခဲ့တယ်လို့ဆိုရမှာပါပဲ။ မလင်မလောက်ခင်နေပြည်တော်ရဲ့တတ်တောင်တတ်တာအခင်းချင်းမှာအဘောင်အရင်တန်တန်ဆွံ့ွေခဲ့ကြတာမှကာလတူကာလရှိဆောင်ရွက်တင်တာတွေဆိုပြီးအကြံပြုချက်တွေတည်ကြီးထွက်လာတဲ့အထိပေါ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရေးလုပ်ငန်းစဉ်အ мян ဆုံးဖော်ဆောင်ဖို့ပြိပခတ်ရှော့ချရေးလုပ်ငန်းစဉ်အတွက်ရမီရဖဒေတာကန်ဩဇာရှိပုဂ္ဂိုလ်အစိုးရတာဝန်ရှိသူတွေပူးပေါင်းပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီပညာရေးကျန်းမာရေးထောက်ပံ့မှုတွေလုပ်ဖို့ဆိုတဲ့စာသားအနေအထားနဲ့ဖတ်ကောင်းလှော်ကောင်းမဲ့အချက်တွေ ပါခဲ့လို့ဒီအချက်တွေထွက်လာအောင်ဆွေးနွေးခဲ့ကြသူတွေခမညာငါတို့လက်နဲ့လီနဲ့ရေးခဲ့တာတွေကိုအကျန်းဖတ်တက်ကြီးကအကောင့်ထဲဖော်လက်တန်းလို့စိတ်ကူးဖဲရိုက်လို့ကောင်းနေခဲ့မှာပါဖြစ်ချင်တော့ မက်လာ28ရဲ့ငလင်ကြီးအပြီးမှာ NUG နဲ့တော်လန်ยีတက်တွေရဲ့အပြစ်ခတ်ရစဲရေးကြီးညာချက်ကအရင်ထွက်သွားကမှနိုင်ငံတကာကငလင်ရန်ပုံငွေတောင်းထားတာလေးတွေအောင်မြင်ပါစီတော့လို့ရည်ရွယ်ကအပြစ်ခတ်ရစဲရေးအပြိုင်ကြီးညာချက်ထထုတ်ရပါတယ်အဲ့ဒီကြီးညာချက်ကြီးအပြီးမှာပြစ်ခတ်ဘုံကျဲတာတွေကတော့ပြည်ရင်းပြည်ပလှဲနေလှီအောင်မြင်းဆောင်မကြံမြင်တိ ကြားထွေးတော်မူကြရတဲ့အတိုင်းပါပဲပရိပခရှော့ချဖို့အတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပညာရေးကျန်းမာရေးထောက်ပံ့မှုတွေလုပ်ဖို့အကြံပေးထားကြတာကိုလိုက်နာပုံကလည်းစာတင်ကြောင်းမင်္ဂလာဆောင်စေယုံစေကန်းတွေအပေါ်တက်တဲ့ကိုဘုံမူပဒေသာရွာချတဲ့နီးနေပါပဲအကြံပြုခဲ့ကြတဲ့အထက်အရင် NCA စာချုပ်နောက်ဆက်တွဲ စ်ခတ်တိုက်ခိုက်မှုရစဲရေးဆန်ရပူးတွဲစောင့်ကြည့်ရေးကောမဒီ GMC ကိုပြန်အသက်သွင်းဖို့ဆိုတာမျိုးပါသဘောတနည်းအားဖြင့်ဒီကောမဒီအသက်ထွက်ခဲ့တာအတော်ကြာနေပြီလို့ဆိုလိုတာပါကောမဒီအသက်မရှိတော့သလိုကောမဒီတဲ့ပါခဲ့ကြသူတွေလည်းနိုင်ငံကြီးတက်စန့်တင်ငင်ငင် ဖြစ်နေခဲ့တာပါကောမဒီသာပြန်ပေါ်လာရင်ကောမဒီရဲ့အသက်သူ့အနှစ်သာရအတိုင်းအလုံမလုံနိုင်ငံမှနေ ကော်မတီဝင်တချို့အတွက်နိုင်ငံရေးပလက်ဖောင်းတွေပြန်ရလာနိုင်တာမျိုးမို့ဒီအကြံပြုတာများလားတွေးเสียရပါပဲဒီနေ့ဒီအချိန်မှာဒီကော်မတီကဘလို့အစီရင်ခံစားမျိုးထွက်အောင်လုပ်နိုင်မလဲစောင့်ကြည့်နိုင်မလဲဆိုတာမေးနေเสียမလို့လောက်အောင်ပြစ်ခတ်တိုက်ခိုက်မှုတွေကတနိုင်ငံလုံးအနှက်ဝုံတိုင်းကျဲနေတော့ဒီနေရာမှာပြူကြဖုံထမဖြစ်ခင် နေပြည်တော်တွေကလေးပေးဆက်တက်ခမ်းမကြီးတဲမှာဆွေးနွေးကြကြသူတွေဟာတင့်နူးရာရာအကြံပြုချက်ကောင်းတွေကိုပေးခဲ့ကြပေမဲ့သူတို့မသိကြအောင်ဆောင်ခဲ့ကြတာကစက္ကဆရဲ့နေပြည်တော်ဆွေးနွေးပွဲဗျူဟာစစ်မြေပြင်ဗျူဟာနဲ့ဘာအဆက်ဆက်မှရှိလိမ့်မှာမဟုတ်ဘူးဆိုတာဟုတ်ပါအဲ့ဒါကိုဒီလိုမဟုတ်ပါဘူးငါတို့ဆွေးနွေးကြတာကိုစစ်ဘုတ်ချုပ်ကြီးတွေကတလီတစားနားထောင်ခဲ့ကြပါတယ် ူတို့ကတွဲဆုံဆွေးနွေးဖို့ကိုတောင်ဘာတင်ကျူတတ်မှတ်ချက်မျိုးမှမလူပဲလုပ်မယ်ဆိုတဲ့အထိလမ်းဖွင့်ထားခဲ့တာပါလို့ငင်းချက်ထုတ်ကောက်ထုတ်ချင်ကြအောင်မှာပါပြီးတော့အခုစစ်မြေပြင်ကတက်ထဲမှာအတီအလင်းအနီဘောမှာအဖြူတင်ပြီးရေးထားတဲ့ရီမန်းကျက်ဗျူဟာကိုပဲကြည့်ကြပါဦး။ရန်သူဟာတက်ရန်လို့ဆိုတော့ကိုရန်သူကိုတိုက်ခိုက်ရန်စူတာမျိုးတော့မဟုတ်ပါဘူး။ စစ်တိုက်တာကိုလူတက်တာလို့သာနားလည်နေကြတဲ့အကျန်းဖက်စစ်ကောင်စီတက်လို့ပြောတော့မကြိုက်ကြပါပဲ။သူတို့တက်တာနားလေတာရီမန်းဥတီတာဟာလူတက်ဖို့တက်တဲ့ဆိုတာအသေးအချာပါပဲ။ဒီလိုစိတ်သက်ဒီလိုရီမန်းချက်မျိုးကိုတက်တွင်းတဲ့စစ်မြေပြင်မှာရိုက်တွင်းပေးနေတဲ့အကျန်းဖက်စစ်ကောင်စီတက်ရဲ့ခေါင်းဆောင်ကြီးများက နေပြော်ကအေယာကွန်ခန်းနေကြတော့ငင်းငင်းကြီးစကားပြောထွက်နေတာဟာယူဟာနှမျိုးနဲ့မယိုးသားမှုမှမဟုတ်ရင်ဘာများဖြစ်နိုင်ပါသေးလဲဖြစ်နိုင်တာကတစ်ခုပဲရှိပါတယ်အကျံဖတ်စစ်ကောင်းစီတက်အတွက်ရန်သူဆိုတာကြောင်းတက်နေတဲ့ကြောင်းသူကြောင်းသားစာတင်နေတဲ့ဆရာဆရာမ ဆေးကုနေတဲ့ဆရာဝန်တူနာပြုဆေးကုခံနေတဲ့လူနာမင်္ဂလာဆောင်နေတဲ့လူငယ်မောင်နှံမင်္ဂလာပွဲလာကြတဲ့ရက်သူရက်သားတွေဖြစ်နေတာပါပဲသူတို့ရဲ့ရန်သူဟာအကျန်းဖတ်သူတွေလို့အကျန်းဖတ်စစ်ကောင်စီကပြောပြောနေပင်မဲ့သူတို့တကယ်အထမြောက်အောင်တတ်ခက်လိုက်နိုင်သူတွေအများစုကတော့အဲ့ဒီလိုရက်သားတွေပါပဲ။ ဲ့ဒါကြောင့်သာသူတို့ရဲ့ရီမန်းချက်ပြည့်မီအောင်အဲ့ဒီလူတွေကိုတက်ရန်အလို့ငါနိုင်ငံဗန္ဓာတွေအမြောက်များကိုတုံးဆွဲပြီးတိုက်လေခြင်းရဟရင်တွေအပါဝင် လူအမြောက်များသေစီနိုင်တဲ့ဘုံအမျိုးအစားအမြောက်များကို ထုတ်လုပ်ဝေချမ်းခဲ့ကြတာ ਉ ဂျမ်ဘတ်စစ်ကောင်စီရဲ့ဥရှောင်ကြီးရုရှားပြည်ကပြန်လာတော့ဝါရဖြန့်ကြီးရေးအမေးအဖြေမှာလူငယ်တချို့လူတိသူတချို့က ပူကောင်းတဲ့အနာငတ်တွေတဲဆောင်လာမယ်လို့မျှော်လင့်ကြောင်းပြောခဲ့လေတော့အကြံပတ်စစ်ကောင်စီကြီးရဲ့ရည်မှန်းချက်ဟာပူကောင်းတဲ့အနာဂတ်များဖြစ်လာလိမ့်မလားလို့ငြိမ်းချမ်းရေးအကြံပြုတွေကထင်ခဲ့ရှာထင်ခဲ့ရှာတာဖြစ်မှာပါသူတို့ခမညာအခုဓာတ်ပုံကိုမမြင်ဘူးသေးလို့သာရည်သူရည်ရှိအကြံတွေပေးခဲ့တာနေမှာပါရည်ရှိအတွက်ပြိပခဒံခံစားရတဲ့ဒေသတွေကလူလူအတွက် ရုပ်ပိုင်းစိမ်ပိုင်းဆိုင်ရာပြန်လည်တိဆောက်ခြင်းလုပ်ငန်းတွေလုပ်ပေးဖို့အကြံပေးခဲ့ကြပုံ ထောက်ရင်လူမှုကိုရန်သူလို့တတ်မှတ်ပြီးတတ်ဖြတ်ကြတဲ့အကြံပတ်စစ်ကောင်စီရဲ့ရီမန်းချက်ကိုနင်းနင်းမှမရိပ်မိတယ်လို့ဖြစ်နေတဲ့ဘော။ဒါကြောင့်လဲစီရေးပြိပခရိယာရွေးကောက်ပွဲလှုပ်လိုက်ယုံနဲ့ပြေလည်သွားမယ်လို့အကြံပေးတွေကယူဆနေတာများလား။သူတို့ရဲ့အကြံပြုချက်တွေရဖို့ နိုင်ငံဗန္နာအမြောက်အများကြခံပြီးအခမ်းအနားကြီးနဲ့ကျင်းပပေးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီကြီးကတော့ခက်ရှင်းရှင်းပဲရည်မှန်းတာပါစစ်တိုက်မှာတော့မဟုတ်ပါဘူးရန်သူတက်မှာတဲ့လူတက်မှာတဲ့ဒီတော့ရွေးကောက်ပွဲလုံခြုံမှုရှိစေဖို့အကာအကွယ်ပေးနိုင်မဲ့ထိရောက်တဲ့ဥပဒေတရက်ကိုပြာဒန်းနိုင်ဖို့ဆိုတဲ့အကြံပြုချက်ဟာ လူတက်တာကိုဟန်တားဖို့ဟုတ်ပုံမရပါဘူး ရွေးကောက်ပွဲကြီးတက်တက်ကိုပဲလုံခြုံအောင်ကာကွယ်ပေးဖို့ဖြစ်နေပါယောခက်တာကလူလူမဲဆန္ဒပေးထားခံရသူတွေမပါဘဲနဲ့ထိရောက်တဲ့ဥပဒေကိုလူတက်ရန်ရည်မှန်းထားတဲ့အကျန်းဖက်စစ်ကောင်စီကြီးကပဲပြာပန်းပေးဖို့အကျံပေးထားလေတော့နားလေရအတော်ခတ်တာပါပဲရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပပြီးရင်အကျန်းဖက်စစ်ကောင်စီအတွက် ထွက်ပေါက်ရသွားပြီးနိုင်ငံကလည်းငင်းချမ်းကြီးလမ်းမပေါ်ရောက်သွားမယ်လို့ထင်တာဟာငင်းချမ်းကြီးပြောတာကညာလို့လူသက်ချင်တာသာပြာလို့ဖြစ်နေတဲ့စစ်ကောင်စီတက်ကြီးရဲ့ပြဿနာအစ်စ်ပါပဲဒီတော့အကြံပြုသူတွေအနေနဲ့နေပြည်တော်ငင်းချမ်းကြီးဂွင်နဲ့အကျံပတ်စစ်ကောင်စီတက်ရင်တွေရဲ့လူသက်တင်တန်းဂွင်ကြားကရည်မှန်းချက်ဟာ မာဘျူဟာလွဲတွေကိုဘလို့ပြန်တက်ပေးမလဲလို့ပြောင်းပြီးအကြံထုတ်ကူပေးကြပါဦးပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မုတ်ချအောင်ရမယ်